်မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စိုက်ပါငွေလိမ်လုပ်ငန်းတွေထိန်းချုပ်နိုင်ဖို့စစ်ကောင်စီကိုနိုင်ငံတကာအရေးယူဆောင်ရွက်မှုပြုလုပ်ဖို့လိုကြောင်း JFN ပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စိုက်ပါငွေလိမ်လုပ်ငန်းတွေကစစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်မှာပဲရှိနေတာဖြစ်လို့အာဆီယံနဲ့နိုင်ငံတကာအသိုက်အဝန်းအနေနဲ့စစ်ကောင်စီနဲ့အပေါင်းပါတွေကိုနိုင်ငံတကာအရေးယူဆောင်ရွက်မှုတွေပြုလုပ်ဖို့ Justice for Myanmar ကတိုက်တွန်းလိုက်ပါတယ် စိုက်ဘာငွေလိမ်လုပ်ငန်းများအားခိုင်တွဲဖြည့်ရှင်းမိနိုင်ငံတကာအရေးယူဆောင်ရွက်မှုများသည်မြန်မာစစ်တပ်နှင့်ရင်းဤပြည်သူ့စစ်အဖွဲ့များအားကျယ်ပြန့်စွာဆောင်ရွက်ရမည်ဖြစ်သည်လို့ GFN ကတိုက်တွန်းထားပါသည် စစ်ကောင်စီကပြီးခဲ့တဲ့ရက်မှာကြားဖြတ်အမိခံ KK ဘက်ကိုဝင်ရောက်ဖမ်းဆီးမှုတွေပြုလုပ်တာကလည်းအာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်ခင်အယောင်ပြလှုပ်ဆောင်တာဖြစ်တယ်လို့ GFN ကဆိုပါတယ်။ရှင်းဝင်ရောက်စီးနှင်းမှုသည်အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီအချိန်ကြိုင်လှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများနဲ့လူကုန်ကူးမှုများတွင်ပါဝင်နေသည့်စစ်အုပ်စုနှင့်လက်အောက်ခံခရင်နယ်ချောင်းစောင့်တပ်တို့၏အဓိကအခန်းခဏကိုအာယုံပြောင်းလှည့်စားရန်နောက်ထပ်ကြိုးပမ်းမှုတစ်ရက်ဖြစ်ပုံရသည်လို့ GFN ကထောက်ပြချပါတယ်။ ဒါပြင်မြန်မာစစ်တပ်ကရာဇဝတ်မှုတွေကျူးလွန်တဲ့စီးပွားရေးကွန်ရက်ကိုလည်းကရင်နယ်ခြားစောက်တပ်အပါအဝင်အခြားကုမ္ပဏီတွေနဲ့ဘူပေါင်းလှုပ်ဆောင်မှုတွေရှိနေတယ်လို့ GFN ကထုတ်ပြန်ထားပါတယ်။အဲဒီစီးပွားရေးကွန်ရက်ထဲမှာ KK ပတ်လို့လုပ်ငန်းတွေလည်းပါဝင်ပြီးစစ်ကောင်စီအနေနဲ့မြေယာထိန်ချုပ်မှုစီးပွားရေးလိမ်လည်မှုကျူးလွန်တဲ့အစအဦးတွေကနေအကျိုးစီးပွားရယူမှုအခွန်ကောက်ခံမှု လုံခြုံရေးဝန်ဆောင်ပေးမှုတရားမဝင်ကုန်သွယ်မှုလူကုန်ကူးမှုနှင့်လူသုံးကုန်ထိ ंछ ုပ်ရောင်းချမှုတွေကတဆင်နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေကနေအကျိုးအမြတ်များရရှိနေတယ်လို့ GFN ရဲ့ထုတ်ပြန်ချက်မှာဖော်ပြချပါတယ်။ ဒီနှစ်နှစ်ဆန်ကအမေရိကန်ပြည်ထောင်စုရဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေမှာလည်းခရင်နယ်ခြားအဆောင်တပ်ကတပ်ဖွဲ့ဝင်တွေက KK ဘက်ကိုလုံခြုံရေးယူပေးခဲ့တယ်လို့အစီရင်ခံထားတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့နှစ်ကချမှတ်ခဲ့တဲ့ဥရောပသမဂ္ဂရဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေမှာလည်းခရင်နယ်ခြားအဆောင်တပ်ဒုတိယဗိုလ်မှူးကြီးစောမုတ်တုံနဲ့ဗိုလ်မှူးစောတင်ဝင်းတို့နှစ်ဦးက KK ဘက်မှာပါဝင်ပတ်သက်သူအကျိုးမြတ်ရရှိသူတွေအဖြစ်သတ်မှတ်ဖော်ပြပြီးဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်။ကရင်နယ်ကြာဆောင်တက်ကစစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်ကနေလှုပ်ဆောင်နေတာဖြစ်တာကြောင့် ဒီဖြစ်စဉ်တွေရဲ့အဓိကတရားခံကစစ်ကောင်စီဖြစ်တယ်ဆိုတာကို GFN ကထောက်ပြချပါတယ်။မြန်မာစစ်တပ်သည်ဖြည်တွင်းဥပဒေဖြင့်၎င်းနိုင်ငံတကာဥပဒေပါဖွင့်ဆိုချက်ဖြင့်၎င်းအကြံအဖက်အဖွဲ့အစည်းတရားဖြစ်သည်စေအုပ်စုသည်မြန်မာပြည်သူများအားမြန်မာနိုင်ငံအတွင်းနှင့်ဒေသဖြတ်ကျော်လူအစုလိုက်အပြုံလိုက်အာရမ PRP ရွှေ့ပြောင်းစေမှုကြီးအတွက် တာဝန်ရှိသူဖြစ်သလိုအိမ်နီးချင်းနိုင်ငံများတီပါကူဆက်တက်ရောက်စေခဲ့သော ကာလာရှီစီးပွားရေးအကြက်တဲကြီးဖြစ်စေခဲ့သည့်ဒေတာရင်းမတည်ငြိမ်မှုသည်အကြီးကရေတောက်မြစ်လက်တဲတရက်ခံလဲဖြစ်သည်ဟု GFN ကထုတ်ပြန်ထားပါသည်။စစ်ကောင်စီရဲ့ကိုကယ်မှုအောက်မှာကရင်နယ်ခြားဆောင်တက်ရဲခေါင်းဆောင်မှုတွေပါဝင်မှုကခေကေပတ်ထက်ပုံမှုများပြားတယ်လို့လည်း GFN ကဆိုပါသည်။ကရင်နယ်ခြားဆောင်တက်ခေါင်းဆောင်စောချစ်သူရဲ့တာသမီတွေကကရင်နယ်ခြားဆောင်တက်ရဲကုမ္ပဏီကိုကုကိုအတူတကွပိုင်ဆိုင်ကြတယ်လို့ဥပမာပေးပြီးထောက်ပြချပါသည်။ အဲ့ဒီကုမ္ပဏီတွေကစိုက်ပါငွေရင်းလုပ်ငန်းအတွက်မြန်မာ Apollo International Investment Company Limited, Apollo Partner, Shillongve Resort Tourism Development Company Limited, Shillongve Pet တို့ကိုရင်းနှီးမြှုပ်နှံထားတယ်လို့ဆိုပါတယ်။စစ်တပ်ရဲ့အာဏာသိမ်းမှုနောက်ပိုင်းမှာ ASEAN ကစစ်အုပ်စုကို နိုင်ငံရေးတရားဝင်မှုမှားယွင်းစွာပေးအပ်ခဲ့တာကြောင့်မြန်မာစစ်တပ်နဲ့ရဲတပ်ဖွဲ့ကနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေကနေအပြစ်ပေးအရေးယူခံရမှုကိုရှောင်ရှားဖို့အသိပညာတွေရရှိခဲ့တာလို့ဆိုပါတယ်။ဒါကြောင့်မကြသေးခင်ကကျင်းပမဲ့အာဆီယံထိပ်သီးအစည်းအဝေးမှာအစိုးရတွေအနေနဲ့စစ်အုပ်စုကတရားဝင်မှုရရှိဖို့တိုးပမ်းတဲ့ရွေးကောက်ပွဲကိုပြတ်သားစွာဆန့်ကျင်ရည်တည်ဖို့ GFN ကတိုက်တွန်းထားပါတယ်။အစိုးရအနေဖြင့်အရက်ဖတ်ဖွဲ့စည်းများတောင်းဆိုထားသည့်အတိုင်းစေုပ်စု၏ဘဏ္ဍာငွေ စလနနဲ့လေရင်စီလံကြောင်းများကိုဖျက်တော့ရမည်ဖြစ်ပြီးလူမျိုးတုံးတက်ဖြတ်မှုစစ်ရာဇဝတ်မှုနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများအတွက်နိုင်ငံတကာအရေးယူတာဝန်ခံမှုရရှိစေရန်လှုံ့ဆော်ရမည်ဖြစ်သည်လို့ JFN ကထုတ်ပြန်ချပါတယ် ဆက်လက်ပြီးနေပြည်တော်ဝင်ပေါက်ရှိရေဒါရှိတွင်စစ်စခန်းများတင်းခန့်ရပြီးနောက်လေကြောင်းတိုက်ခိုက်မှုများတရက်ဆက်လုပ်တယ်ဆိုတဲ့သတင်းကိုထင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ပဲခူးတိုင်းတောင်ငူခရိုင်ရေဒါရှိနှုတ်နယ်ရှိရွာတစ်ကျေးရွာမှစစ်ကော်မရှင်တပ်စခန်းများကိုနေပြည်တော်တိုင်းစစ်ဌာနလာအောက်ရှိပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဗျူဟာစစ်ကြောင်းကအောက်တိုဘာ20ရက်တွင်တင်ပိုင်နိုင်ခဲ့ပြီးနောက်လက်ရှိအချိန်ထိလေကြောင်းတိုက်ခိုက်မှုများနှင့်လက်နက်ကြီးပစ်ခတ်မှုများအပြင် စေအုပ်စုကတုံ့ပြန်နေကြောင်းနေပြီးတော့တိုင်းစစ်ဌာန PDF ထံမှသိရပါတယ်။အော်တိုဘာ20ရက်ကစစ်တောင်းမြေအရှိဘက်ကန်ရှိရွာသိကျေးရွာအထိုင်စခန်းနဲ့ကျေးရွာတွင်ကင်းစခန်းများကို PDF တပ်ဖွဲ့ကသိမ်းပိုက်ခရာစေအုပ်စုဘက်မှတရင်မှုဒုပုံမှုကြီးညီညီနိုင်လေကြောင်းရန်ကောက်ွက်ရစ်တက်အပါဝင်15ဦးကြဆုံးခဲ့ပြီးစစ်တုံးဘက်နှစ်ဦးကိုအရှင်ဖမ်းဆီးရမိခဲ့ကြောင်းနေပြီးတော့ PDF ကအော်တိုဘာလ21ရက်တွင်ထုတ်ပြန်ခဲ့ပါတယ်။ဒီနေ့အထိလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးတွေကတော့ဂျိုချားပြစ်နေတော့မင်း ဒီနေ့ပဲဖာရာမော်တာနှစ်စီးသုံးစီးနဲ့ပုံလာချသွားတယ်။နောက်ဆက်တွဲတိုက်ပွဲငယ်တွေမှာတော့ရန်သူဘက်ကထိခိုက်မှုအချို့ရှိတယ်ကြားတယ်။အတိအကျမသိရဘူးပြဟုဗိုလ်လက်ရာကသတင်းဌာနကိုပြောပါတယ်။ရေတာရှိစွာရင်းဤစသည့်မျိုးများသည့်ရန်ကုန်မန္တလေးလမ်းဟောင်းနှင့်လမ်းသစ်အပါအဝင်နေပြည်တော်ဝင်ပေါက်အတွက်အရေးပါသောနေမြေများဖြစ်ပြီးနေပြည်တော်နှင့်နီးကပ်သောကြောင့်စည်ရေးအရာအဆုံးအဖြတ်ပေးနိုင်သည့်နေမြေများဖြစ်သည်ဟုဗိုလ်လက်ရာကဆိုပါတယ်။ ဒီမျိုးတွေကြာသွားပြီဆိုရင်နေပြည်တော်ကြီးအထီးကျန်ပြီပေါ့ဒါကြောင့်စီရေးအရာအရေးပါတာပါဟု၎င်းကဆက်ပြောပါတယ်စစ်ကော်မရှင်သည်တိမ့်ပိုက်ခံရသောစခန်းများကိုပြန်လည်ရယူရန်လေရင်ဖြစ်ပေါင်900ဘုံနှလုံး120မမလက်နက်ကြီးများနှင့်လက်နက်ကြီးစက်တက်လီဒီများဖြင့် ဆက်လက်တိုက်ခိုက်နေပြီးလက်ရှိတိုက်ပွဲများပြင်းထန်နေစေဖြစ်ပါသည်စစ်တောင်းမြေအရှိတ်ကံကိုနှိပ်ပြီးတော့ PDF ကထိန်းချုပ်ထားနိုင်ပြီးအနောက်ဘက်ကံကိုစစ်အုပ်စုကအခြေချထားတော့လဲရေဒါရှင်နဲ့ဆက်ဆက်နေမြေများတွင် PDF ၏စစ်ရေးများကစစ်အုပ်စု၏တရားမဝင်ရွှေကောက်ပွဲပြုလုပ်ရန်ကြိုးပမ်းမှုကိုချိန်ချောက်နိုင်သည့်အာကောင်တော်တက်ရောက်မှုရှိနေသည်ဟု CDN ဗိုလ်ကြီးစင်ရောကတုံ့တက်ပါသည်အရှိတ်ချမ်းမှာကောက်ွယ်ရေးတပ်တွေကဝင်းပိုင်လိုပုံစံမျိုးဖြစ်နေတာ တကယ်လို့အခွင့်မသာသေးဘူးဆိုရင်တောင်အကဲကြည့်ပြီးတရင်ထောက်လန်းနေတာပိုင်ပြီးဆိုတာနဲ့ယာနုံပြည့်ချိန်မုံနိုင်တဲ့အနေအထားမျိုးရှိတယ်။တာငူနဲ့နေပြီးတော့ဆိုတာဘလောက်မှမလန့်ဘူး။ကြော်လုံးကဆက်ဆက်နေမြေတွေစစ်ဘက်ကလုံးဝမချိန်မုံနိုင်ဘူး။သွားတာနဲ့သွားတဲ့အဖွဲကထောက်လျှောက်ချိန်မုံခံရတယ်။အဲဒီတော့အားကောင်းလာတဲ့နေမြေထဲမှာစစ်တောင်းပြည့်အရှိတ်ပတ်ချမ်းကတော်တော်လေးအားရဖို့ကောင်းတဲ့အနေအထားမျိုးပဲဟုလက်ကောင်းကပြောပါတယ်။ PDF တာမန်မောင်းပြန်လက်နက်များဖြင့်တိုက်ခိုက်နေရတော့လေပြည်သူလူထုဤထောက်ခံမှုနဲ့ စစ်အာဏာရှင်လက်မှတ်တိုင်းပြည်ကိုကယ်တင်လို့သောစိတ်ဓာတ်ကြောင့်အောင်မြင်မှုများရရှိနေသည်ဟုဗိုလ်လက်ရာကဆိုပါတယ်။၎င်းကပြည်သူများအားစစ်ကောင်စီ၏တရားမဝင်ရွေးကောက်ပွဲကိုနီလန်ပေါင်းစုံဖြင့်စန့်ကျင်ရန်လည်းတိုက်တွန်းခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်အရစစ်တောင်းဖြင့်အရှိတ်အကန့်နှင့်ဆက်ဆက်ဒေသများတွင်နေပြီးတော့တိုင်းစစ်ဌာနကစစ်စင်ရေးများဆက်လက်ဆောင်ရွက်နေကြောင်းထုတ်ပြန်ထားပါတယ်။ဆလပီ CRPH ကိုအဓိကဆွေးနွေးပတ်မိဖက်အဖြစ် ဆက်လက်အတိမတ်ပြုရန် IPU စုံဖြတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကိုနိုင်ငံတကာပါလီမန်များအဖွဲ့ IPU ၏အဓိကဆွေးနွေးဘက်မိဖက်အဖြစ်ဆက်လက်အတိမတ်ပြုကြောင်းယနေ့အောက်တိုဘာ23ရက်ကျင်းပသည့်152ကြိမ်မြောက်နိုင်ငံတကာပါလီမန်များညှိနှိုင်းခဲ့ဤအမှုဆောင်ကောင်စီအစည်းအဝေးကစုံဖြတ်ခဲ့ကြောင်း CRPH ကထုတ်ပြန်ပါတယ်။ ယခုဆုံးဖြတ်ချက်သည်စေယုတ်စုကတူရောင်ရွေးကောက်ပွဲကျင်းပရန်ကြေညာထားသည့်အချိန်တွင်ဆက်လက်အတည်ပြုလိုက်ခြင်းဖြစ်ပြီး CRPH အနေဖြင့် IPU ၏အစည်းအဝေးများသို့မြန်မာကိုစာပြုဆက်လက်တက်ရောက်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဆိုပါသည်။နိုင်ငံတကာပါလီမန်များအဖွဲ့ IPU သည်မြန်မာတွင်စစ်တပ်အာဏာသိမ်းပြီးနောက် CRPH အားမြန်မာပြည်သူတို့၏တရားဝင်ကိုစာပြုအဖွဲ့အစည်းအဖြစ်အသိအမှတ်ပြုထားခြင်းဖြစ်ပါသည်။ထို့ကြောင့်နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်မြန်မာတွင်ဖြစ်ပေါ်နေသည့်ပြည်ပခများကိုလက်တွေ့ကြပြီးရေရှည်တည်တံ့သောဖြည့်ရှင်မှုဖြင့်ပံ့ပိုးပေးရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရေးစနစ်တည်ဆောက်နိုင်ရေးပြည်သူလူထုတောင်းဆိုဂျိုးပန်းနေခြင်းကိုကမ္ဘာတဝန်ကအသိမြင်ပြီးထိရောက်သည့်အကူအညီများရရှိရန်ဆက်လက်ဂျိုးပန်းသွားမည်ဖြစ်ကြောင်း CRPH ကထုတ်ပြန်ထားပါသည် 152ကြိမ်မြောက်နိုင်ငံတကာပါလီမန်များညီလာခံနှင့်ဆက်ဆက်အစည်းအဝေးများကိုဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့တွင်ပြီးခဲ့တဲ့အောက်တိုဘာ19ရက်နေ့မှယနေ့အောက်တိုဘာ23ရက်နေ့ထိကျင်းပနေခြင်းဖြစ်ပါတယ်။အဆိုပါအစည်းအဝေးများသို့အမျိုးသားညီညွတ်ရေးအစိုးရ NGO လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်နိုင်ငံသားရေးဝန်ကြီးကျော်စင်မအောင်ဦးဆောင်သည့်မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ပါဝင်တက်ရောက်ခဲ့သည်နိုင်ငံတကာပါလီမန်များအဖွဲ့ IPU အားကမ္ဘာနိုင်ငံပေါင်း183နိုင်ငံတို့မှနိုင်ငံတော်အဆင့်လွှတ်တော်များအဖြစ်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်းသိရပါသည်။ဂျမိုက်သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။